မလေးကိုသင်္ကန်းလေးမှာဘုံကြီးကွက်တယ်မိုးတော်ဖြစ်လို့လည်းကဲမေးကြည့်အောင်ဟုတ်တယ်သင်္ကန်းငါငါကဆိုလူချုပ်ဆရာတော်ကြီးဒီချိန်မှာလူတစ်ထောင်လောက်လာသင်္ကန်းတယ်ဒီပြီးတော့သင်္ကန်းဝက်ပါဆိုရင်အဲ့ဘုံကြီးအဲ့တစ်ထောင်လောက်လှဲချွတ်ချွတ်ပြီးတကူးလို့ဝက်ရတော့မှလေနည်းနည်းစဉ်းစားလေမနေ့ကမှသူတို့ပြောကြတာပါသင်္ကန်းဒီပြီးတော့သင်္ကန်းဝက်ရမယ်နော်ဆိုဆရာတော်ဘုရားကြီးကသင်္ကန်းအစုံတစ်ထောင်လောက်၅ထောင်လောက်တွေ့နေရတာတစုံမိတစုံလဲအဲ့ဒီဘုံကြီးဆုံးမစားရတော့ဘူးလေနည်းနည်းစဉ်းစားအောင်လေတခါတည်းနဲ့စဉ်းစားဖို့ကိုလိုရင်းတဲ့ဆန္ဒတွေကိုကံမြင့်မှာတရားဟောတဲ့ ုလူမွေဆယ်တော့ရမ်းမှာပါအန်ဒီဆွေကအဲ့ဒါအဲ့စုတွေပေးတာကြိုက်တယ်အိမ်မှာမှောက်ထားတဲ့အိမ်မှာမှောက်ထားတဲ့အဝိ့လျှော်တဲ့ကြောက်ပြားကငမောက်ဗရမယတရံဖြစ်လို့ယရဏစိန်ကြောက်တွေကိုဇဲတောက်တန်းကစားရလို့ပါကြီးအဲ့ဖုန်းတော်ကြီးကခုပေးတာအိမ်မှာရှိတဲ့ဆန်နေကြက်တုံနေငေုပ်သီးတွေကအကုန်လုံးယရဏဖြစ်ဆိုရင်ခင်ဗျာဗာနဲ့ထမင်းချက်စားမှာပြောလေဆန်ကရွှေတုံးဖြစ်သွားကောင်းတယ်ဗာနဲ့ချက်စားမှာနောက်တစ်ခါအဲ့ရွှေတုံးရောင်းပြီးဆန်သွားပဲအိမ်ရောက်ရင်ရွှေရွှေတုံးဖြစ်မယ်လေအဲ့ဆရာတော်ကအနိဆွေလို့ ဟိုယောမခက်ကဝိဇ္ဇာကြီးတစ်ပါးနဲ့ယောမဘုရင်အကြောင်းဝတ္ထုတွေပြောပြမယ်လို့ Golden King နဲ့ဘုရင်ရွှေသိပ်ကြိုက်တယ်။အဲ့တော့သူ့ရဲ့အမတ်ကြီးကဝိဇ္ဇာဖြစ်သွားတော့ပြန်လာတယ်။ချင်းမင်းကြီးဘာလို့ရှင်လဲ။နန်းတော်ကြီးတို့လို့ရွှေ။ငါထိသမျှအရာတွေငါရွှေလို့ရှင်တယ်။ညစီဟာချလောင်းဆိုရော့ဆိုအဲ့ဒီသူ့အဲ့ဒီဒုတ်တုတ်တန်နေပေး။ဟာဒုတ်တန်နေပေးတော့ပထမတော့စမ်းလိုက်တာပေါ့။ရှေ့မှာရှေ့ဇဝဲလေးကိုတိတ်ဆိုထိုးတော့ဖြေဖြစ်သွားတယ်။တိတ်ဆိုအာတော့ပြောတယ်။ နတ်တော်ကြီးထိုးရရွှေဖြစ်သွားတယ်။ခင်းနေပြေးနေတာ။ကွဲတော်ကြီးရောက်တော့ဘတ်ဆိုထိုးတယ်ဆိုပန်းသီးတွေပဲအကုန်ရွှေဆိုကြိုက်မရဘူး။အဒုက္ခပဲဆိုနဲ့အဲ့မှာခွေးလေးကသူချစ်တဲ့ခွေးလေးကသူပြစ်တယ်ခွေးလေးထိုးတယ်ခွေးလေးရွှေလုံးနေဖြစ်သွား။ဟာအဒုက္ခပါပဲ။ပေးဘာဖြစ်တာလဲဆိုသူမင်းသူ့သမီးရလားသမီးတော်လန့်ထိတယ်သမီးရရွှေဖြစ်သွားတော့ဝိဇာကိုပြန်ပင်ပေးတယ်မူရင်းတိုင်းပဲလိုချင်တယ်ရွှေတွေမလိုချင်တော့ဘူးတဲ့ခင်ဗျားတို့ကအဲ့ဒီလူတွေပါအဲ့လူတွေပါမလေးနော်ဘာလဲလဲခင်ဗျားအမျိုးသမီးတပိုးလုံးကြီးရွှေဖြစ်သွားရင်ဘယ်နဲ့နေကြိုက် တိုက်မလားတခါကြီးတခါကြီးခမရွှေမဲ့တယ်လေတခါဒီတခါကြီးဒေါ်တင်နေတခါကြီးကတကိုယ်လုံးကြီးရွှေကြီးဖြစ်သွားတယ်ခမရဖဲ့ရောင်းမြာတဘောကြလားဘလုံးဘလုံးမြေကြီးလား